ကြောက်ရအောင်မမြင်တော့ပါ Dread and Fish Show ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့ဘာဘူးတင်းရဲ့နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတယ်ဇင်းမင်းပါကျွန်တော်တို့ဘဝဦးတင်းကတော့ပြီးခဲ့တဲ့နေရာဒီအပြောင်းအွှေ့တုံးကတော့ဒီနောက်တန်းစန္ဒာဘတ်နေရာကိုတော်တော်လေးကိုမှစူးစမ်းပန်းစားနေအလုပ်လုပ်ခဲ့ရတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ် ါလောလောခဲ့တယ်ဆိုမဲ့လေအများကြီးကစားသမားအများကြီးကိုလိုက်ပြီးချင်းကန့်နေတာကိုပြောချင်တာတော့မဟုတ်ဘူးဒီညမှာသူတို့မက်ခေရင်နဲ့ပတ်သက်ပြီးတကယ်တမ်းကိုအလုံးလောက်ခဲ့တာဒါတေးကြပေါ့ဗျာမက်ခေကအချိန်တိုင်းလဘာဘူးအတင်းကိုရောက်လာမယ်ဆိုရယ်ယုံကြည်ချက်ရှာတဲ့အထစ်ကိုသူတို့အလုံးလောက်ခဲ့တာနောက်ဆုံးမှာမထင်မပဲနဲ့မက်ခေကလဘာဘူးအတင်းရဲ့အပြောင်းအရွှေ့နဲ့ transfer တလိုင်းဒီမှာပြတ်သွားတယ်အဲအဲ့ဒီနေရာမျိုးမှာလဘာဘူးအတင်းက transfer တလိုင်းဒီဆိုတော့ဘာမှကိုမလုပ်တတ်တော့ဘူးဗျာ ဘာမှမလုပ်တတ်တော့တော့ဒါလက်ရှိဒါလဘာဘူးရဲ့စန္ဒာဘတ်နေရာကိုဘယ်ကစားသမားကိုမှထပ်ပြီးတော့အားဖြည့်တာတွေပါလေလုံမထဘူးအဲ့နေရာအတွက်ကိုပြီးခဲ့တဲ့ညရာတိပြောင်းရှေ့တုန်းကလီယိုနီတယောက်လောက်ကိုပဲခေါ်ပြီးတော့အားဖြည့်ခဲ့တာဆိုတော့လီယိုနီကလည်းကံမကောင်းစွာနဲ့ပဲသူပထမဦးဆုံးပွဲထွက်ကစားတဲ့ပွဲစဉ်မှာပဲ AC ရရသွားတယ်ဆိုတော့ဒါကလီယိုနီအတွက်တော်တော်လေးဟိုမှာဒါစိတ်မကောင်းစရာပါလေဒါကဘာလို့လဲဆိုတော့သူ့ရဲ့ကစားသမားဘဝကလည်းနောက်ထပ်အဆင့်ချိုးပြောင်းလဲရမယ့်အနေအထားမျိုးမှာ AC ရနဲ့ကြုံရတာဆိုတော့တော်တော်လေးတော့စိတ်မကောင်းစရာဖြစ်တယ်ဆိုတော့ဆိုတော့ ထားပါထားပါဆိုတော့လက်ရှိမှာဆိုရင်လည်းဒါမက်ခေဟီရဲ့တရင်နဲ့ပတ်သက်ပြီးတော့နောက်ထပ်တစ်ခါပြန်ပြီးတော့လဘာဘူးဘက်ကစူလာပြန်တယ်။ဘာလဲဆိုတော့လက်ရှိခရစ်တယ်ပဲလီကနေပြီးတော့မက်ခေဟီကလာမဲ့နွေရာဒီအပြောင်းအရွှေ့မှာတေဂျာပေါက်ထွက်မယ်ဆိုပြီးတော့ဒါဖာဗီဇီယိုက report လုပ်လာတယ်။သူရဲ့ report အရဆိုရင်တေဂျာပေါက်မက်ခေဟီကခရစ်တယ်ပဲလီကနေပြီးတော့ထွက်မယ်။ဒါကိုနီးပြားဖြစ်သူဂလက်ဆန်နာက ဂဲဟီကိုပတ်သက်ပြီးတော့မထွက်စေခြင်းတဲ့သဘောမျိုးတော့ပြောထားတယ်။တိုးပင်မဲ့လည်းဂဲဟီကစိန်ခေါ်မှုအသစ်တွေကိုလိုချင်တယ်။မတူခြားနာတဲ့အရာဝတ္ထုတွေကိုသူရင်ဆိုင်ခြင်းနဲ့ဒါကြောင့်မို့လို့သူ့ဘက်ကနေပြီးအသိပြောင်းဖို့အတွက်တေချာပေါင်းဆုံးဖြတ်ထားတယ်ဆိုတဲ့သတင်းကိုဖာဘီဇိုက report လုပ်လာတယ်။ဆိုတော့ဒါကမန်ကင်ကိုလိုချင်နေတဲ့အသိတွေအတွက်တော့တကယ်သတင်းကောင်းပါလေ။အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာဖို့တင်ကထိတ်ဆုံးကပါလိမ့်မယ်လို့ထင်တယ်။အဲ့လိုလဲဆိုတော့ကျွန်တော်တို့လည်းဘာလို့တင်ကဂေအီကိုလက်ရှိအချိန်ကြီးပထမဦးစားပေးအနေနဲ့ပြစ်မှတ်ထားနေသေးပဲ ဒါသူ့ကိုတေချာပေါက်ခေါ်မယ်ဆိုရင်တော့အပြောင်းအရွှေ့ကြီးကိုတော့ကျွန်တော်တို့ပေးစရာမလိုဘူးသို့ရင်ပဲလက်မှတ်ထိုးကြီးကိုတော့တေချာပေါက်ကစားသမားသဘောကျတဲ့အနေအထားမျိုးထိပေးမှပဲရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဂဲဟီကိုလက်ရှိအနေအထားအရလက်မှတ်ထိုးကြီးကမပေးရပါဘူးဆိုရင်တော့မှပဲကျွန်တော်တို့အင်းကတေချာပေါက်၁၀တန်းလောက်တော့ပေးရမယ့်အနေအထားမျိုးမှရှိတယ်။ဒါကဘာကြောင့်လဲဆိုတော့ဗျာတခြားကစားသမားတွေတာမန်ကစားသမားတွေတောင်မှပဲအခုချိန်မှာအလိုပြောင်းဖြည့်ခြင်းနဲ့ခေါ်ပြီးဆိုပါစို့ ဘယ်ကသာသမားကိုပဲခေါ်ခေါ်ဗျာတာမန်ကသာသမားတွေဆိုရင်အနည်းအနည်းဆုံး၅သန်းတော့ပေးရတယ်တော့မက်ဂိတ်ကလက်ရှိအသက်အရွယ်ပိုင်းအရာကိုခြေစွမ်းပိုင်းအရာကိုဘာမှပြောစရာလိုမနေဘူးဗျာပိုဆိုးတာကသူ့ကိုလိုချင်နေတဲ့အသင်းတွေကဖိတ်တန်းကလပ်တွေကြီးပဲရီယယ်အသင်းဘာစလိုနာဘိုင်ယန်မြူးနဲ့မန်ချက်စတာစီးတီးချဲစီးအကုန်လုံးဗျာလိုချင်နေတာကထိတ်တန်းထိတ်တန်းဆိုတဲ့အသင်းတွေကြီးပဲ ဲ့ဒီလိုမျိုးအသင်းတွေကနေပြီးတော့လီဗာပူးအသင်းကလူပြီးတော့ကိုယ်အသင်းကိုရောက်လာဖို့ဆိုရင်တေချာပေါ့ကစားသမားလိုချင်တဲ့လစာနဲ့ကစားသမားကျင်နဲ့လောက်မဲ့ဒါလက်မှတ်ထိုးကြီးတစ်ခုလောက်ကိုပေးမှပဲအသင်းစီကိုရောက်လာဖို့ရှိတယ်လို့တော့ကျွန်တော်ယူဆတယ်ဒါမှသာဂိန်းဒီနဲ့ကလည်းလီဗာပူးကိုထပ်ပြီးတော့ရွေးချယ်မှာဘာပြောပြီးခဲ့တဲ့ယာဒီကအပြောင်းအရွှေ့မှာဘလောက်ကြီးတောင်တူးနေတဲ့သဘောတူခဲ့ပါတယ်ပဲပြောပြောဟိုဘလိုမျိုးပဲအသင်းကိုပြောင်းချင်ခဲ့ပါတယ်ပဲပြောပြော တေချာပေါက်သူ့မှာတော့လောလောလတ်လတ်ရွေးချယ်ခွင့်ကြီးရှိလာပြီဆိုရင်တော့ဗျာသူများကြီးရွေးချယ်မှာပဲပြီးခဲ့တဲ့အပြောင်းရှိမှာတော့ငါတို့တဘာဘူးအသင်းကိုပဲပြောင်းကျင်တယ်ပြောင်းကျင်မယ်သူပြောနေရတဲ့အကြောင်းရင်းကလည်းသူ့ကိုတကယ်တမ်းလိုချင်တာလေတဘာဘူးအသင်းပဲရှိလို့ဒီနေရာမျိုးမှာလက်ရှိဒီနောက်လာမယ့်အပြောင်းရှိမှာဆိုရင်တေချာပေါက်သူ့ကိုလိုချင်တဲ့အသင်းတွေကဝိုင်းနေမှာသူတို့သူ့အတွက်လည်းပြောင်းလဲကျင်တယ်ပြောင်းလဲနိုင်တယ်ဗျာဒီနေရာမျိုးမှာလဘဘူးတင်းနေတဲ့ကလက်ဦးမှုရအောင်ဖို့အတွက်ဆိုရင်တော့တေချာပေါက်သူ့လိုချင်တာတွေပေးဖို့အတွက်တော့လိုအပ်တယ်လို့တော့ထင်တယ်ဆိုတော့ဒါကိုလဘဘူးအသင်းကလည်းကောင်းကောင်းသိတယ် ဒီဂိမ်းနဲ့အပြောင်းအရွှေ့ကိုတဘာဘူးတင်းကဘလောက်ထိအောင်သူတို့ကြိုးကြိုးစားစားနဲ့စောင့်ရက်တော်မလဲဒါကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ် FG သူတို့ဘလောက်လုတ်ပေးနိုင်မလဲဒါကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေအကယ်၍ဂိမ်းမရခဲ့ရင်ရောဆိုတဲ့မိကုန်းနေလေကျွန်တော်တို့မှာထက်ရှိရအကယ်၍ဂိမ်းကိုမရခဲ့ဘူးဆိုရင်တဘာဘူးတင်းကတေချာပေါ့ဘိုင်ယန်ရဲ့နောက်ခံကစားကစားသမားဖြစ်တဲ့ဥပမီကာနိုကိုခေါ်ယူဖို့အတွက်ကိုစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့တည်င်းဌာနကြီးတော်တော်များများကပေါ်ပြထားတယ် အဲ့ဒီထဲမှာလီဗာပူးရဲ့တရားဝင် website တခုလည်းပါဝင်တယ်ဆိုတော့ဥပါမီကာနိုကလက်ရှိမှာလည်းဘိုင်ယန်မြူးနဲ့အတင်းနဲ့စာချုပ်တက်တန်ကတစ်နှစ်ပဲကျွန်တော်တို့သူနဲ့ကယ်ဟီနဲ့ကတိတ်မကွာဘူးဗျာတိတ်မကွာဘူးဆိုတော့စာချုပ်တက်တန်လေးရလည်းတိတ်မကွာဘူးကစားဖို့အနေထားရ quality ဘိုင်းရလည်းတိတ်ကွာတယ်ကစားလို့မဟုတ်ဘူးဒါပေမဲ့ဒီဘုကခေယီကိုပထမအဦးဆုံး fast track အနေနဲ့ပြစ်မှတ်ထားတယ်။ခေယီကိုမရခဲ့ဘူးဆိုဥပါမီကာနိုဆိုတဲ့ကစားသမားရှိတယ်။ဥပါမီကာနိုကလက်ရှိဘိုင်ယန်နဲ့စာချုပ်တက်တန်တစ်နှစ်ပဲကျန်တော့တယ်။ဒါပေမဲ့ဘိုင်ယန်ကသူ့ကိုတက်တန်တိုးဖို့အတွက်ကိုလက်ရှိမှာစူးစမ်းနေတယ်။ တိုးရင်မဲ့ဥပါမီကာနုကလက်ရှိအချိန်ဒီတက်တန်းတိုးမလားမတိုးဘူးလားဘာမှကိုသူ့ဘက်ကသေချာပြောထားတာမရှိဘူးဒီနေရာမှာဘိုင်ယန်အသင်းနဲ့တဘာဘူးအသင်းချမှာက LHD ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့တကယ်ကိုမှဒါ relationship ကောင်းတကယ်တော်တော်ကောင်းတဲ့ relationship တစ်ခုကိုပိုင်ထားတယ်ဆိုတော့ဥပါမီကာနုအနေနဲ့ကလည်းတဘာဘူးအသင်းကိုရောက်လာနိုင်တယ်အဲလဘာဘူးအသင်းကလက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်ကေဟီကိုရောလက်ရှိဥပါမီကာနုကိုရောနှစ်ယောက်လုံးရရင်နှစ်ယောက်လုံးခေါ်မယ်ဆိုတဲ့အနေအထားမျိုးတွေပါကျွန်တော်တို့တွေ့နေရတယ်ကြားနေရတယ် ါကလည်းယုံတည်ရှိတယ်ဗျာဒါကလည်းယုံတည်ရှိတယ်ဘာကြောင့်လဲဆိုတော့ဗျာလက်ရှိအီဗရာဟီမကိုနာတေကလည်းအသင်းမှာနေမယ်မနေဘူးမသေးကြဘူးဗျာအဲပြီးလို့ရှိရင်ဘာကေဗန်နိုက်ဆိုတာလည်းအသက်အရွယ်တစ်ခုကိုရှောင်းနေပြီဆိုတော့ဒီကစားသမားနှစ်ဦးနေရာကိုအကောင်းဆုံးအစားထိုးဖို့အတွက်ကဂျိုကိုမတ်လည်းဒီနေရာကိုကောင်းကောင်းမွန်မွန်ကြီးတာဝန်ယူနိုင်မှာမဟုတ်ဘူးအဲလီယိုနီဆိုတာကလည်းလက်ရှိ ASEAN တန်ရာကပြန်လာရင်ဘယ်လိုခြေစမ်းမျိုးရမလဲဆိုတာကလည်းကျွန်တော်တို့ဂျိုပြီးတော့ပြောလို့မရအောင် ဆိုတော့လက်ရှိဒီကစားသမား2ဦးလုံးရမယ်ဆိုရင်2ဦးလုံးခေါ်ကျင်တဲ့လီဗာပူးရဲ့ယူရီချက်ကတော့ရှိရင်လေးဗျာဒါရဲ့အစားထိုးကျင်တဲ့သဘောပဲဆိုတော့ဒီကစားသမား2ဦးလုံးကိုလီဗာပူးတင်နေရနိုင်မလားနောက်ထပ်ပေါ်လေလီဗာပူးတင်းတွေကအရင်အနေနဲ့စဉ်းစားထားတဲ့ကစားသမားတွေလည်းရှိတယ်။အဲ့ဒီမှာလက်ရှိဘော်ရီရှက်ဒေါ်မန်ရဲ့နောက်ခံကစားသမားအသင်းကောင်းဆောင်နောက်ခံကစားသမားဖြစ်တဲ့နီကိုရှော့တာဘတ်ဆိုတဲ့ကစားသမားပါတယ်။ဒီကစားသမားကရက်က6ပေ3လမ်းမတော့ရှိတာဗျ။တကယ်ပုံမှာအရမောင်းမြင့်မြင့်နဲ့အမြင်ဘောတွေမှာတော်တော်လေးအားတာတဲ့ကစားသမားဖြစ်တယ်။ သူကလက်ရှိဒါ Borussia Dortmund အတင်ရခံစေချောင်းကိုအကောင်းဆုံးဥဆောင်ပြီးတော့တော်တော်လေးကောင်းတဲ့ခြေစွမ်းကိုတောက်လျှောက်ပြနေဆိုတော့ပြီးခဲ့တဲ့ရာသီပြီးခဲ့တဲ့ရာသီကလည်း Borussia Dortmund နဲ့အတွက် တောက်လျှောက်ခြေစွမ်းပြထားတဲ့ကစားသမားဖြစ်တယ်။ဒီကစားသမားကို Borussia Dortmund ကတော့ရောင်းမယ်လို့တော့သတင်းထွက်မထားဘူး။သို့ပေမဲ့လည်း Borussia Dortmund ဆိုတော့ကျွန်တော်အကုန်လုံးသိတယ်ဗျာ။သိတယ်မလား။အကုန်လုံးကသူတို့ရောင်းခဲ့တဲ့ကစားသမားတွေအကုန်လုံးကိုရောင်းမယ်လို့တခါမှမပြောဘူး။ဒါပေမဲ့သူတို့လိုချင်တဲ့ကြီးပြီးရင်ရောင်းတာပဲ။ ချင်းချင်းနဲ့ပဲသူတို့လိုချင်တဲ့ကြေးပေးလို့ရှိရင်ဟာဘိုရီရှာတော့မင်ကသာသမားတွေရောင်းစားနေတဲ့အသင်းများပုံဝင်နေနေပြောရှင်းရှင်းလင်းလင်းပြောမယ်ဆိုသာသမားတွေကိုငွေလိုက်ရောင်းလိုက်လုပ်နေတဲ့အသင်းဆိုတော့သူတို့လိုချင်တဲ့ကြေးရရင်တော့ဒါအစတော်တာဘက်ကိုလည်းရောင်းဖို့အစီအစဉ်ရှိတယ်ဒါကြောင့်မို့လို့လိုဘူးအသင်းကလာမယ့်နွေရာသီအပြောင်းအရွှေ့မှာအနည်းဆုံးခန်းစဲသာသမား2ဦးခွန်မယ် အဲ့ဒီနေရာမှာပထမဦးစားပေးနဲ့ဒုတိယဦးစားပေးကတော့မက်ခေဟိနဲ့ဒါဥပါမီကန်တို့တတိယဦးစားပေးကတော့ရှလော့တာဘတ်ဆိုပြီးတော့တရင်နေထွက်ထားတယ်။အဲ့ဒီအပြင်ကမှ live set ကကစားသမားတွေဘိုင်းနဲ့လည်းထပ်ပြီးတော့တရင်နေထွက်ထားသေးတယ်။ဒါကတိပ်ပြီးတော့မသေးချာလို့တော့ကျွန်တော်ထည့်မပြောတော့ဘူးကွာလေ။တိပ်ပြီးတော့မသေးချာလို့ကျွန်တော်ထည့်မပြောဘူး။ဆိုတော့လက်ရှိမှာခေဟိကတော့ဒါမဲ့ယူရာဒီမှာ Crystal Palace ကထွက်မယ်။ဒါကတက်ရရကန်လုံးသေးကြတယ်။ Liverpool ကိုရောင်းမယ်မရောက်ဘူးဆိုတာက Liverpool အသင်းရဲ့ဘိုးအဖွဲ့နဲ့ FA ဂျူပေါ်ကိုမူတည်တယ်။ အပြင်းနဲ့ arnish lock ကိုလည်းမူတည်တယ်ပေါ့လေ။ဒါဆိုတော့ program ရဲ့ arnish lock ကိုဘာဒီကိုချပြပြီးတော့သူခေါ်ခဲ့တယ်။ arnish lock ကဒီနေရာမှာလူခေါ်တဲ့နေရာမှာကျွန်တော်ချီးကျူးရမယ့်အချက်တစ်ချက်ရှိတယ်။ program ရဲ့ကိုသူခေါ်ပြခဲ့တာပါဗျာ။ရှင်းရှင်းလေး။သူ Bayern Munich နဲ့ရှင်ပြီးတော့ခေါ်ပြခဲ့တာဗျာ။တိလား။ Bayern Munich နဲ့ Liverpool ဆင်အတင်းနဲ့ဆိုတာဗျာ။ဘလောက်ထိအောင်ရင်းနှီးတဲ့အတင်းနှစ်တင်းလဲ။ပို့ဆိုတာကဒါသူ့ရဲ့ league ဖြစ်တဲ့ Bundesliga မှာကစားနေတဲ့အတင်းနှစ်တင်း။ဆိုတော့တော်တော်လေးကိုမှ ်ပြောင်းရွှေ့ကိုလွယ်ကူတဲ့အသင်းထဲမှာပါတယ်ဒါပေမဲ့ x အသင်းကိုကြော်ပြီးတော့လီဗာပူးအသင်းကို front view ရဲ့ရောက်လာအောင်ဘာဒီအန်နစ်လော့လုပ်ပြခဲ့သူတို့ front view ကိုဒီနေရာမှာခေါ်ခဲ့ရင်မှာကျွန်တော်ကိုယ်ကြီးအကုန်လုံးသိခဲ့တဲ့အတိုင်းပဲ front view ကိုသူ့ရဲ့ကစားမဲ့ပုံစံအသင်းမှာသူ့အတွက်ဘလောက်ထောင်အရေးပါတယ်ဆိုတဲ့အချက်အလက်တွေဒါဒီကိုဒီ plan ကြီးအကုန်လုံးကို front view ကိုချပြတယ်ဒါကိုကစားသမားကဟုတ်ပြီဟေးငါတို့ဓာယူသဘောကြတယ်ငါဒီအသင်းရဲ့ပလန်ကိုပူကြိုက်တယ်ဒီပလင်းဒီ ဒီအသင်းရဲ့ရှေ့သွားမဲ့ခရီးစဉ်ကိုငါပို့ပြီးတော့သဘောကျဒီအသင်းနဲ့ငါတိုက်ပွဲဝင်ချင်းတယ်အဲဒီလိုမျိုးဖြစ်လာပြီးတော့ဖရမ်ရက်ကလည်းဘာဘူးအသင်းကိုရောက်လာတာရိုးရိုးတန်းတန်းရောက်လာတာမဟုတ်ဘူးဆိုတော့ဒီလိုမျိုးအရာကြီးအာနက်စတော့အနေနဲ့နောက်ထပ်တစ်ချိန်သူထပ်ပြီးတော့လုပ်ပြနိုင်ဖို့တော့လိုတယ်အထူးသဖြင့်အတင်းကြီးနေနဲ့ရှင်ခေါ်တဲ့နေရာမှာဗျာငွေအင်အားတက်နိုင်တယ်ဆိုပေမဲ့လည်းနောက်ထပ်ရှင်ပြန်ရမယ့်နေရာတွေမှာနီးပြူပါပိုင်းတွေလည်းပါသေးတယ် ီနေရာမှာနေပြူပါပိုင်းဆိုတာဗျာကစားသမားကိုခေါ်ပြီးမှသုံးတဲ့နေပြူပါကိုပြောချင်တာမဟုတ်ဘူးမခေါ်ခင်ကလေးကကစားသမားနဲ့ပတ်သက်ပြီးတော့ဘလိုပလန်တွေခြားထားတယ်ဆိုတော့ကစားသမားကိုအဓိကဗျာသွေးဆောင်ဖျားယောင်းတဲ့ပုံစံမျိုးပဲဒါတွေကိုလည်းအာနစ်လော့ကောင်းကောင်းလုပ်တတ်တယ်ဆိုတော့အာနစ်လော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လည်းဂေဟီကိုဘလောက်ကြောင်စွမ်းဆောင်ပြမယ်နော်တခြားတော့တော့စောင့်ကြည့်ရမှာပေါ့လေဆိုတော့နော်ကိုရီကောဂေဟီဥပါမီကာနိုရှော့တာဘတ်ရုံနဲ့ပတ်သက်ပြီးတော့တင်ရလေဘယ်ကစားသမားတွေကတော့ဘူးတင်တယ်ပို့ပြီးတော့တင်တော်မယ်လို့မြင်ကြတယ်ပြင်ကြတယ်ဆက်လောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း line subscribe လုပ်ကြပါဦးကျေးဇူးများအားကျေးဇူးပါတယ်